ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကျွန်တော်ရဲ့ဘတ်စမာဒီစဘာမျိုးပေါ့နော်ဒါကျွန်တော်နိုင်ပေါ်မှာတောက်လျှောက်ပြနေတဲ့စဘာမျိုးနော်စဘာဒီမနေ့လေးအထွက်ဆုံးလာပြီနော်စဘာဒီမနေ့လေးအထွက်ဆုံးလာပြီအဲ့တော့ဒီစဘာအကြောင်းလေးကိုကျွန်တော်အနည်းငယ်တင်ပြပေးမယ်ဒီစဘာကြီးကျွန်တော်စိုက်လာလာ၄နှစ်လောက်ရှိပြီဒီစဘာမျိုးဒီကျွန်တော်ကောင်းလို့၄နှစ်လောက်စိုက်လာတယ်နော်ပထမတစ်နှစ်ယူဝဲတယ် ကိုမျိုးနဲ့ကိုကျွန်တော်၃နှစ်လောက်ပြန်စိုက်တယ်အဲ့တော့ဒီနှစ်ကတခါမျိုးတန်းအောင်ထပ်ဝယ်ပြီးတော့ကျွန်တော်ဟိုဒါလက်စိုက်စိုက်ရတာကျွန်တော်တို့၄ဧကာ၅ဧကာလောက်ရှိ၅ဧကာလောက်ရှိအဲ့တော့စပါးကတော့ဒီအနေထားတွေယူနော်အဲ့တော့ဒီစပါးကဒီတရားကျော်အဲ120ပေါ့နော်120ဝင်းကျွန်တော်ပြီးပါတယ်နော်တရားကျော်120တရားနဲ့120ဝင်းကျွန်တော်ပြီးပါတယ်အဲ့တော့ဒီစပါးကဒီစပါးကြီးရှိတယ်စံကြီးရှိတယ် ဘာဒီကြိတ်ခွဲတဲ့အခါမှာအဲတောင်တောင်ဆက်တီနဲ့ဆိုရင်စဘာဒီကျိုးတယ်ကြည်တယ်ပေါ့နော်အဲ့တော့ဆန်ဒီရွှေဘူလောက်မကောင်းဘူးရွှေဘူဆန်ဒီလောက်မကောင်းဘူး ARD တိုင်းကထွက်တဲ့အာတောင်ပြန်လို့ပေါ်ဆန်းလို့အာပေါ်ဆန်းရင်လို့တော့တကယ်ကောင်းတဲ့ဆန်ဒီကိုမမှီဘူးဒါပေမဲ့ကျွန်တော်တို့ဆန်ကြမ်းနဲ့တော့ပါတယ်ကျွန်တော်တို့ကွင်းမှာစားနေတဲ့ဆန်ကြမ်းနဲ့ပါတယ် အဲဆန်ရဲ့အည်တွေးဒီဆန်ရဲ့အည်တွေးဒီတဘာဝမြေကြီးတွေကလာတဲ့ဓာတ်တွေနဲ့ဆိုင်နေနော်ဆန်ရဲ့အည်တွေးဒီအည်တွေးဒီတဘာဝရေမြေတဘာဝမြေကြီးတွေကလာတဲ့ဓာတ်နော်ယာလီဥထုနော်ရေမြေတွေနဲ့ဆိုင်နေအဲ့တော့ကိုကိုယာဒီဥထုကိုရဲ့ရေမြေကောင်းရင်အဲ့ဆန်ရဲ့အည်တွေးဒီနော်တားကောင်းပါလေ နော်ဒါအကောင်းလေအဲ့တော့ကျွန်တော်ဟိုတုန်းကကျွန်တော်တို့ရှီမှာစိုက်တဲ့ရာကျော်ဘေးကြခွေးမစားရာကျော်ဘေးကြခွေးတော်မစားဘူးတဲ့နော်အဲ့ဆန်ကိုအိုတောင်ပေါ်မှာပေါတူးနဲ့တိုးလေလေးမှာနော်တောင်ပေါ်ကွင်းနေတယ်မှာအိုင်လေးတွေနော်ခုနကနေရာတိတိလေးတွေမှာပေါတူးလေးနဲ့ပေါက်ပြီးတော့နော်ပြုတ်ထောင်ပြီးဟိုစိုက်ဒီစိုက်စိုက်ထားလိုက်တဲ့ကျွန်တော်တို့ရှီကယူသွားတဲ့ရာကျော်ဘေးကြခွေးမစားကခွေးတော်မစားဘူးမားတောင်နေလို့ ွေးတောင်မတောင်မနဲ့ဆိုထမင်းညံကိုလက်ထိုးလို့မရဘူးအဲ့စဘာကိုမျိုးကိုခုနကတော်ထဲမှာအဆက်မှာယူရတဲ့အခါမှာနော်အဲ့စစဘာကြိတ်ပြီးတော့စားတဲ့ဆန်ဒီပျော့ထွေးပြီးတော့အစီပြန်နေရတယ်အဲ့ဒါဒီစဘာဝရည်မြည်နဲ့ဆိုင်နေတိရွဲ့တစ်ပုတ်ဒီနဲ့ရထားတဲ့မျိုးတော်ကိုစားပြီးတော့နော်ထွက်လာတဲ့အသီးနှံဒီတအားကောင်းပါတယ်နော်အဲ့တော့ အဒီနှံရဲ့အရတာဒီရင်းမြေတဘာဝနဲ့ဆိုင်ပါလေနော်အဲ့တော့ကိုရင်းမြေကောင်းရင်ကောင်းမယ်အဲ့တော့တဘာထွက်ဖို့ကတော့မပူနဲ့တဘာကတော့မိတိလဲမဆိုထွက်တယ်ဒီကွင်းဒီတဲကွင်းကြီးပါနော်တဲကွင်းကုန်းကွင်းကြီးပါရေလုံးဝမတက်တဲ့ကွင်းကြီးပါနော်ရေလုံးဝမကြီးတဲ့ကွင်းပါနော်တဘာဝမြေသွေးတွေလည်းမထနိုင်တဲ့ကွင်းကြီးပါနော်ထဲထိုးလိုက်ရင်ထဲခဲ6ပန်း6နဲ့ကန်လိုက်ဖွာကလေးထွက်တယ်အဲ့မြေ ဲ့ဒီမြေเนาะခုနကမြေပင်းသားမြေတော့မဟုတ်ဘူးเนาะမြေပင်းသားမှာတောင်ကုန်တွေတော့မဟုတ်ဘူးဒီကကုန်ကြီးเนาะလုံးဝမြေကြီးတွေကမကောင်းတဲ့မြေအဲ့ဒီမြေမျိုးတောင်ဖြစ်ရင်เนาะတရားဝီတိုင်းကမြေတွေတကယ်မြေနဲ့တွေကျွန်တော်တို့ဟိုတနေ့ကပြေပဲကျွန်တော်ခုနကအောင်လံပဲเนาะအဲ့ဘက်ဒီမှာသွားတဲ့မြေကြီးတွေကိုလုံးဝမမြင်ဘူးအဲ့မြေကြီးကမဲ့နေတယ်မဲ့နေပြီးတော့တခါလဲစီးကပ်နေတာเนาะ စီကြပြီးခြေတော်ဆင်းလိုက်ခြေတလုံးလောက်ကျုံနော်အဲ့လိုမြင်မှုထဲမှာစိုက်မယ်ဆိုရင်တအားကိုအည်တွေးကောင်းမဲ့ဆန်တယ်အဲ့တော့ဒါလေးကိုတင်ပြရင်းနဲ့ဒါကတော့ကျွန်တော်ရဲ့ဘတ်စမာဒီစပါးကင်းလေးမင်းလေးအထွက်ဆုံးလာပြီအဲနောက်ရက်ဒီကောင်16ရက်လောက်ဆိုဒီကောင်10ရက်လောက်ဆိုဒီကောင်မှဲ့ပါပဲအဲ့ဒါလေးကိုတင်ပြရင်းနဲ့အားလုံးပဲကျမ်းမှာချမ်းသာကြပါစေ